။တရကံကျမ်းဖက်လမ်းစဉ်ခြေသွုံးနေတဲ့အကြမ်းဖက်တောင်းကြသူတွေဟာသာဝရငင်းချမ်းရရှိပြီးပြည်တော်စုနဲ့တူပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးချက်မြန်မြေလက်နေတနေဓာတ်စဉ်စစ်ပြင်းဝါဒကိုသာခြေသွုံးလိုချင်တာကြောင့်တိုင်းရင်းသားစီတို့ညွညွရေးကိုထိခိုက်ဒဏ်ရာနဲ့အခြေအနေတွေဖြစ်ကွန်လာခဲ့ရတယ်ရေမီဒီတာလည်းအာနာရရှိဖို့ကြိုးစားကြတဲ့အကျံပဲတောင်းကြသူတွေရဲ့တိုက်ပွဲဖော်ဆောင်ဓမ္မတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီးဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေဖို့တို့ကိုလက်မခံနိုင်သလိုဒုတာဝန်ရေသောပေါင်းကိုထိပါလာတဲ့နနကံအကြမ်းဖက်နှမ်းစင်တွေကိုလည်းလောဘလက်တဲ့ခံတက်လို့မရတဲ့အတွက်တမ်ဘော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။နနကံလမ်းစင်နဲ့အကြမ်းဖက်လမ်းစင်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးထင်တာမှုတွေကိုထောက်ရှုပြီးဘာဘရာရင်းကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတဲ့သူလက်ထက်ဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစက်ကြီးတိုက်ခိုက်နေတဲ့နိုင်ငံသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကြသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလနဲ့ခေရှင်းဆောင်ရနေဖို့ဖိတ်ခေါ်ကံလန်းထားပြီးဖြစ်တယ် နိုင်ငံကြီးလာကိုစပွားပိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့တာအဖြစ်ဆန်တယ်မှာဖြစ်တာကြောင့်ညီညာဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြလိုတယ်ဒီပြီးနိုင်ငံတော်မှထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစူပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ပေမဲ့ဗရိချေကတွေ့တဲ့အချိန်ကလောင်းအချို့လေလောင်းအချို့ဟာနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ကြီးဖြေရှင်းလိုခြင်းမရှိဘဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်ချင်းချင်းတို့တရားကင်းမဲ့စွာ ပြီးထုံးလှုပ်ဆော်ပုံစော်လာခဲ့ကြတယ်အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံးအကြမ်းဖက်မှုတွေခြေခြေပြန့်ပြန့်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ကြကြတာကိုလည်းတွေ့ရမှာဖြစ်တယ်အဲ့ဒါတွေတက်တူနိုင်ငံတော်အချုပ်ကဘလိုလားတဲ့ဒီပြက်မီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကြမ်းတဲကိုပုံမှုကြီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီးမဟုတ်မှမှာတရင်တွေနဲ့ဘာသာဖြတ်ချိမှုတွေလှုပ်ဆောင်လာခဲ့ကြတယ် အစိုးရအုပ်ချုပ်မှုရန်ရီတွေဆက်ပြီးမလဲပနိုင်စေဖို့နဲ့ဗုဒ္ဓတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတစ္ဆာမဲ့ကစွန့်ခွာသွားစေဖို့စုံစော်တာတွေလုံဆောင်ခဲ့ကြတယ်လို့ဒီဘက်ကလည်းခန္ဓာအမြင်ချင်းမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခြင်းဖြင့်ပြည်သူတွေချားမှာအကြောက်တရားဆုံးမှုကြီးဆိုးလာအောင်ရည်ရွယ်ချက်ရှိရှိလုံဆောင်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးမှန်းချက်ကိုလက်နက်ကန်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူစူးစမ်းလာခဲ့ခြင်းပဲဖြစ်တယ်။ ဒါပြင်တိုင်းသားနဲ့တကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံ၏ပြည်ထနာကိုခွင့်ကောင်းယူပြီး PDF အမြေကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုးရေးနဲ့ဒီအေးချမ်းကြီးပြပြအောင်ဒီလမ်းပေါင်းဆောင်တဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့လိုချင်ပူးပေါင်းဆောင်ခြင်းမပြုတဲ့မျိုးရွာတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမင်းရှုပ်ဖျက်ဆီးတာတွေနိုင်ငံမယ်အဆောက်အဦလမ်းတရာရင်းနဲ့ချက်စစ်တာဝန်တိုင်းကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့ အချမ်းပဲလိုရတီကိုအရှိန်မြစ်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တရားတော်စစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌတမတော်နေ့အခမ်းအနားမှာပြောကြား NUG PDF CRPH ကိုကိုအဖြစ်တင်စစ်ကောင်စီဥက္ကဋ္ဌကဒုတာဝန်ရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကင်တိုက်ခိုက်မှုတွေကိုလုံးဝလက်တင်ခံလို့မရတဲ့အတွက် တက်မတော်အနေနဲ့တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့နေပြည်တော်မှာဒီကနေ့ချင်းနဲ့280ပြည်တက်မတော်နေအခမ်းအနားမှာမိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။2020ရွေးကောက်ပွဲမှာမဲမတမာမှုတွေရှိခဲ့ပြီးအာဏာကိုအတ္တမရယူဖို့လှုံ့ဆော်ခဲ့တယ်ဆိုပြီး NLD ကိုထက်လောင်းအဖြစ်တင်က UNGPDF CRBH ကိုလည်းလက်နက်ကင်ပြီးအာဏာယူဖို့လှုံ့ဆော်နေတာလို့ အပြစ်တင်ပြောကြားသွားပါတယ်အခုဆိုရင်လက်နက်ကင်အဖွဲ့တွေဟာနေမြေအလိုက်နဲ့တနေဓာတ်ဒစင်စစ်ပရင်ဝါရကူတာကျင့်သုံးနေတယ်လို့ဆိုပါတယ်မြမတမိုင်းမှာလက်နက်ကင်ပြီးအကြက်ကင်တောင်းဆိုတာကိုတမရော်အနေနဲ့အလျှော့ပေးခဲ့တာမရှိခဲ့တာကြောင့်ဒုတာဝန်ရေး၃ပါးကိုအလေးထားကာကွယ်ဖို့သူ့ရဲ့တက်ကိုမှာကြားသွားပါတယ်။ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပရိအက်ဖွဲ့တွေအနေနဲ့လက်နက်ကိုင်လမ်းစုကိုဆွတ်လုပ်ပြီးပါတီနိုင်ငံရေးနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေဖြည့်ရှင်ရေးဖိတ်ခေါ်ကန့်လန့်ထားတယ်လို့ဆိုပါတယ်။ ငင်းကြဲရေးဆွေးနွေးမှုတွေကိုအမြဲတကဖွင့်ထားကြောင်းလည်းပြောပါတယ်။အခုနှစ်ဒီဇင်ဘာလမှာတော့ရွေးကောက်ပွဲလုပ်ပြီးသွားမှာဖြစ်တယ်လို့ထက်လောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။ရပါတော့ ဒီနေ့ဟာငယ်ချက်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့စတဲ့သတိတရားခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုနဲ့တူပေါ်ပေါက်လာခဲ့တဲ့ဒုတံပရောရဲ့20ပြည့်တံပရောနေ့ဖြစ်တယ်တနည်းအားဖြင့်တံပရောဟာ သူတော်ဘာဩဇာကံဘဝကနေကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိတဲ့အမျိုးသားတံပရောဖြစ်ကူးပြောင်းခဲ့တာကိုကပီးမော်ကွန်းတင်ခဲ့တဲ့နေ့ပဲဖြစ်တယ်နိုင်ငံလူလာရေးအတွက် တမ်ဘရော်နဲ့တိုင်းအသာပြူသူတွေလက်တွဲပြီးဖက်စစ်ဝါဒီတွေကိုစတင်တွန်းလှန်မောင်းထိုးခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုဂုံပြုတဲ့နေရူးနေမြတ်လည်းဖြစ်တယ်ဒူတမ်ဘရော်ရဲ့တမိုင်းချောင်းဟာမြမုတ်ခေနိုင်ငံတော်ဖြတ်တန်းလာခဲ့တဲ့တမိုင်းချောင်းနဲ့တသားတည်းဆက်ဆံနေတာကြောင့်တမ်ဘရော်နှစ်80ပြည့်ရောက်တဲ့ဒီနေ့ဟာ ဒုတံဘရောအတွက်အထူးခြားလေးနေတဲ့နေ့တနေ့ဖြစ်တယ်လို့ဒီလိုတမန်ဝင်နေရုနေမြတ်မှာရေဘော်တို့ကိုတိတိသိဒ္ဓတာတွေကို လေးတာမှာကြားတော့မှာဖြစ်တယ်ရေဘော်တို့ဒုနိုင်ငံရဲ့တမန်ချောက်ကိုပြန်ကြည့်ရင်တိုင်းရင်းသားစီလူညီညွတ်မှုခိုင်မာအားကောင်းခဲ့တဲ့ကာလတွေမှာပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ရေလို့ထေဝါခံကြစွာ ရည်တည်နိုင်ခဲ့တာကိုတွေ့ရှိရတယ်။ကိုလိုရီနေချက်တွေကတရားစတာပေါ်ကျော်သွားတဲ့ဒုနိုင်ငံကို ရိနကိုင်တောင်းချမှုဟာ1946ခုနှစ်မှာပူမူဆိုးရလာခဲ့တာကြောင့်ဒုတံဘတော်တွေနဲ့ရန်ကုန်အခြေအနေထားကနေအသက်သွေးချွေးများသောပိဆက်ပြီးတိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။တံဘတော်တွေနဲ့ပြည်တွင်းတောင်းချမှုတွေပြင်တရုတ်ဖြူကွန်မန်တန်ရဲ့ကွန်မန်တန်နဲ့ဘူဂျာဟိကလဆိုးတွေရဲ့ပြည်ပချုပ်ချုပ်မှုတွေကိုလည်းနှင်းနှင်းခဲ့ရတာ ဆွဲဆွဲမြဲမြဲမှတ်ထားကြဖို့လိုသလိုအဲ့ဒီအချိန်ကာလအဲ့ဒီကာလမှာဗာဒီအကွဲပြဲတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့နိုင်ငံရေးအကြတဲ့ကိုလည်းအိမ်ဆောင်အစိုးရဖြင့်1958ခုနှစ်မှာတာဝန်ယူပြီးနိုင်ငံတော်ကြီးတည်ငြိမ်အောင် အခက်အခဲမျိုးစုံကြားက ဖြေရှင်းဆောင်ရွက်ပေးခဲ့ရတယ်ထောင်ကော၄၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရဲ့အားအနေချက်ကြောင့်တိုင်းပြည်ပြုတ်ကွဲမဲ့အန်ဒီယန်နဲ့ကြုံတွေ့ခဲ့ရတဲ့ 1962ခုနှစ်မှာလည်းတမရောကပဲကာကွယ်ဆောင်ချုပ်ပြီးခဲ့ရပြန်တယ်။ဒါပြင်1980အလွန်ကာလအဲ့ဒီချိန်က အာဏာရပါတီရဲ့အာဏာချက်တွေကြောင့်1988ခုနှစ်မှာစူပူအောင်ကြောင်းမှုတွေနဲ့မင်းမဲဆိုင်ဆိုင်တဲ့အပြုတ်မှုတွေဖြစ်ပေါ်လာပြီးအုပ်ချုပ်ရေးရန်တရားတွေထိခိုက်ပျက်စီးလာချိန်မှာလည်းတမရောကပဲတာဝန်ထိန်းသိမ်းဆောင်ချုပ်ပြီးခဲ့ရတယ်။နောက်တစ်ဆယ်ပြည့်နှစ်မှာတော့ သူများလူထားတဲ့ပါတီစိုဒီမိုကရေစီလမ်းကြောင်းကိုတမ်မတော်ကပုံဖော်ပေးခဲ့ပြီးဒီမိုကရေစီအစိုးရ၂ဆက်မှာပါတီစိုဒီမိုကရေစီစနစ်ရှင်းတန်စီဖို့အတွက်နိုင်ငံတမ်မတော်အနေနဲ့၂၀၁၈ခုနှစ်ဖွဲ့စည်းပုံအခြေအနေနဲ့အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဗက်ပေါင်းစုကနေပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။2020ပြည့်နှစ်ပါတီစိုဒီမိုကရေစီအထူးရေးကောက်ဖွဲ့မှာအာဏာရပါတီဟာအလွန်ရုပ်ဆိုးကြီးတန်းထားတဲ့ မဲပဒမာမှုတွေကိုပြုလုပ်ခဲ့ကြတယ်။အဲ့ဒီတရားဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမပြည့်ရဘဲပါတီစိုဒီမိုကရေစီနဲ့ပြင်းရင်းစည်းတဲ့မရွတ်တဲ့နိုင်ငံရေးလှုပ်ဆောင်ချက်ဖြစ်လာခဲ့တယ်။တမ်ဘရော်နေနဲ့ဖြည့်ရှင်းဆောင်ပေးဖို့တရားဥပဒေနဲ့ကြီးတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလိမ့်လျှို့ရှုပြီးဖြတ်တော်ခေါ် နိုင်ငံတော်အာဏာကိုမတရားတဲ့နှီးလန်းတဲ့အာရမရယူဖို့လှုံ့ဆော်ခဲ့ကြတယ်။ဒါကြောင့်တမ်ဘရိုနီနဲ့နိုင်ငံကိုနေကြီးညာပြီးနိုင်ငံတော်ဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ဒုတမ်ဘရိုနီနဲ့လွတ်လပ်ကြေပန်းမှုကာလကနေလက်ရှိအချိန်ထိခေတ်ဆက်ဆက်မှာဒုတော်ဝန်ရေသုံးမောက်ကို ထိပါလာမဲ့အန်ဒီရီနဲ့ကြုံတွေ့လာရတိုင်းနိုင်ငံတော်နဲ့ပြည်သူအတွက်ဆောင်းဆန်းတပါကာကွယ်ဆောင်ရှောက်ပေးခဲ့တယ်လို့အနာဂတ်နိုင်ငံ အနာဂတ်ကာလမှာလည်းကာကွယ်ဆောင်ရှောက်တောင်းမှဖြစ်ကြောင်းပြောကြလို့တယ်ရဘောတို့ဒုနိုင်ငံမှာခစ်စနစ်ရဲ့တောင်းဆိုချက်ရပြည်သူလူရဲ့လူဝင်စံတတ်နဲ့ညီပါတီစိုဒီမိုကရေစီစနစ်နဲ့ဈေးကွက်စည်းဝေးစနစ်တွေကိုဖော်ဆောင်ပေးနိုင်ဖို့နိုင်ငံတော်ရဲ့မရှိမဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျဆန္ဒခံအုပ်ပဲကျင်းပပြုလုပ်ပြီး၂၀၁၈ခုနှစ်မေလ၂၉ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ဗဇိဘုခြေကံဥပဒေဟာတဦးတယောက်အဖွဲ့အစည်းတစ်ခုရဲ့သဘောဆန္ဒအရရည်စထားခြင်းမဟုတ်ဘဲနေပဲကန္နအသီးသီးကကိုယ်စလေတထောင်ကျော်ပါဝတ်နဲ့အစုဖွဲ့ရှစ်ဖွဲ့နဲ့မြို့သားညီလာက တရက်ကျင်းပပြီးခတန်းခဲ့ရတဲ့တမိုင်းချောင်းအပေါ်များပေါ်မှာကြေကြေပြတ်ပြတ်ဆွေးနွေးရည်ဆွဲခဲ့ကြတာဖြစ်တယ်။ ၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေရဲ့ပုံမှန်၂၀ဆလုံးမှာတံပရော်ဒီနိုင်ငံတော်ဖွဲ့စည်းပုံခြေကံဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်အဓိကတာဝန်ရှိသည်တို့အတိလင်း ပြဋ္ဌာန်းထားရတဲ့ညီဒုတံပရော်ဒီနဲ့၂၀၁၈ခုနှစ်ဖွဲ့စည်းပုံခြေကံဥပဒေကိုကာကွယ်ဆောက်ရှောင်ရန်ရှိတယ်။ဒါပြင်နိုင်ငံတော်ဖွဲ့စည်းပုံခြေကံဥပဒေရဲ့ပုံမှန်၆ဆလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဥဆောင်မှုအခမ်းအနားတွင် တမရကပါဝင်ထမ်းဆောင်နိုင်ရေးကိုအစဉ်ဒဇိုက်ဥတီသည်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ညီဒုတမရဟာအမျိုးသားနိုင်ငံရေးတာဝန်ကိုလည်းခြေပြုံစွာထမ်းဆောင်ရဲရှိတယ်အမျိုးသားနိုင်ငံရေးဆိုတာပြည်တော်သူမပြိုကွဲရေးဒိုင်းရင်းသားစီလုံးချင်းတို့မပြိုကွဲရေးအချို့ချာအာဏာတည်တတ်ခံမဲဆိုတဲ့ဒုတာဝန်ရည်သွင်းပေါ်မှာအခြေပြုပြီးနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကိုသာအစဉ်ရှေ့ရှုပေါ်ဆောင်ဖို့ရည်ရထားတဲ့ ်သာဝရတည်မြဲတည်မြဲသောနိုင်ငံရေးပဲဖြစ်တယ်။တနည်းအားဖြင့်အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ပဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နိုင်ငံအရေးဖြစ်ကြောင်းပြောကြလိုတယ်။ရဲဘော်တို့တမ်းရောကနိုင်ငံတော်စစ်ဘောအချွေကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ခြင်းအစောပိုင်းကာလမှာစူပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမဲ့ ပေမဲ့အဲ့ဒီအချိန်ကတွတ်တဲ့အချိန်ကလည်းလောင်းအချို့လည်းလောင်းအချို့ဟာနိုင်ငံရေးကြနိုင်ငံရေးကြဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့ညီဖြေရှင်းလိုခြင်းမရှိပဲလူတွေရဲ့စိတ်ခံစားချက်ကိုအတုံးချပြီးအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်စင်ကြင်တို့တရားကင်းမဲ့စွာသွေးထိုးလှုပ်စော်ပုံစော်လာခဲ့ကြတယ်အဓိကမှာတစ်ဆင့် NUG CRPH နဲ့ PDF အမြေကအကြမ်းဖက်တွေဖွဲ့စည်းပြီးနိုင်ငံတော်ဝန်လုံး အကြမ်းဖက်မှုတွေချင်းချင်းပြတ်ပြတ်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရမှာဖြစ်တယ်။အဲ့ဒါတွေတဲ့တူနိုင်ငံတော်အချုပ်ကမလိုလားတဲ့ပြပြမီဒီယာမီဒီယာတွေကလည်းဖြစ်ပေါ်တဲ့နိုင်ငံရေးအကြက်တဲကိုပုံမှုချီးထွားလာစေဖို့အထောက်အပံ့အမျိုးစုံရယူပြီး မဟုတ်မှမှသတင်းတွေနဲ့ဝါဒဖြန့်ချီမှုတွေလှုပ်ဆောင်လာခဲ့ကြတယ်။အစိုးရအုပ်ချုပ်မှုရန်ရတွေဆက်ပြီးမလဲပနိုင်စေဖို့နဲ့ဝါဒတွေကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာသစ်ဆာမဲ့ကာ စွန့်ခွာသွားစေဖို့လှုံ့ဆော်တာတွေလှုံ့ဆော်ခဲ့ကြတယ်လို့တပတ်ကလည်းခေါ်တာအမြင်ကြီးမတူညီသူတွေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုဒလန်ကောင်းစဉ်တက်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခြင်းဖြင့်ပြည်သူတွေချမ်းမှာအကြောက်တရားဆိုးမှုကြီးဆိုးလာအောင်ရည်ရချက်ရှိရှိလှုံ့ဆော်လာခဲ့ကြတယ်။တနည်းအားဖြင့်နိုင်ငံရေးမှန်းချက်ကိုလက်နက်ကန်အချမ်းဖက်လမ်းစဉ်နဲ့ရယူဖို့ပြည်ပအထောက်ပံ့တွေနဲ့အတူစူးစမ်းလာခဲ့ခြင်းပဲဖြစ်တယ်။ ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့ဟာလည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင့်ကောင်းယူပြီး PDF အမေရိကန်အကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုရေးနဲ့ဒီညီအေရှန်ကြီးပြပြအောင်ညီလာမောင်းစုံတဲ့လုံဆောင်ခဲ့ကြပြန်တယ်။အပြိမဲ့ပြည်သူတွေကိုညမနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့အလိုကျပူပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မြို့ပါတွေကို ပြစ်ခတ်တိုက်ခိုက်တာတွေမိရှို့ဖျက်ဆီးတာတွေနိုင်ငံမယ်အဆောက်အဦလမ်းတရာရင်းနဲ့ ဂျက်စီတာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အကြမ်းဖက်လူရွက်တွေကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်အထူးသဖြင့်တရကံအကြမ်းဖက်လမ်းစဉ်ခြေထုံးနေတဲ့အကြမ်းဖက်တောင်းချသူတွေဟာသာဝရညင်းချင်းရရှိပြီးပြည်တော်စုနဲ့တူ ပါတီစိုးဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နေမြေလက်နေတနေဓာတစဉ်စီပင်ဝါရကိုသာခြေထုံးလိုချင်တာကြောင့် ဒိုင်းဒါစီတို့ညွညွရေးကူထိခတ်တန်တဲ့အခြေအနေတွေဖြစ်ကုန်လာခဲ့ရတယ်။နေပြည်တော်နဲ့အာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်းကြသူတွေရဲ့တိုက်ပွဲပေါ်ဆောင်ဓာတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီဥစ္စာတွေနဲ့မြို့ရည်ပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလိုဒုတာဝန်ရေသူပေါကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလောဘလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်ဒီနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်မြန်မာတမိုင်းမှာအကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမ်ဘရော်ဒီနဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစဉ်အလာမရှိခဲ့တာကြောင့် ယူသူတွေရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ဖို့နဲ့ဒုတာဝန်ရည်သွမ်းပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့တွင်လည်းအသက်ကိုဗရဏမထားပဲစွလွန်ဆွဆားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုခြေပူစွာထမ်းဆောင်သွားကြဖို့အလေးထားမှာကြလို့တယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လှုံ့ဆော်ရမှာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့် ပြည်သူတို့ချင်းစီနဲ့တက်ဆန်ရလုံချိုးရေးတာဝန်ရှိသူတွေပူးပေါင်းပြီးလုံချိုးရေးအသိရှိရှိဆောင်ရွက်နိုင်ဖို့ပြည်သူလုံချိုးရေးစနစ်ကိုပေါ်ဆောင်လည်းရှိနေတယ်ဒီလိုဖောင်းဆောင်ရမှာပြည်သူလူထုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လုံချိုးရေးတာဝန်ရှိသူအားလုံးကညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့သူတို့ကပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်ဒါပြင်နိုင်ငံသားတိုင်းဟာနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတာနဲ့အညီ တတ်မှတ်ထားတဲ့အသက်ရွယ်နဲ့အကျုံးဝင်တဲ့နိုင်ငံသားတိုင်းနိုင်ငံတော် ကာကွယ်တာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိရေးအတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့ပြီးအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိနေတယ်ပြည်သူ့စစ်မှုထမ်းတွေဟာအလွာပေါင်းစုံကဝင်ရောက်တာဝန်ထမ်းဆောင်ရသူတွေဖြစ်ပေမဲ့လည်းအတူစုပေါင်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြတော့အယောင်သွေးတူ အတွေ့အမြင်သူယုံကြည်ချက်ခံယူချက် တူညီတွေဖြစ်လာကြပြီးတော့နောင်တော်တပ်မတော်သားတွေနဲ့တူလက်တွဲပြီးနိုင်ငံတော်မှာတာဝန်ချရာတပ်အသီးသီးမှာကိုစီတာဝန်တွေထမ်းဆောင်နေကြပြီဖြစ်တယ်။ဒါကြောင့်တာဝန်သီးတဲ့နိုင်ငံသားကောင်းတွေဟာပြည်သူ့စစ်မှုထမ်းတွေဖြစ် ခိုင်မာတဲ့အင်အားစုတရအနေနဲ့နိုင်ငံရေးကာကွယ်တာဝန်တွေကိုထမ်းဆောင်နေကြပြီဖြစ်ကြောင်းဂုံယူစွာပြောကြားလိုတယ်။ ရဲဘော်တို့နိုင်ငံတော်စီမောင်းအုပ်ချုပ်ရေးကောင်စီအနေနဲ့ဆင်မစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးမြို့ကြီးမားချက်နှစ်ရပ်ကိုခိုင်မာစွာအကောင့်တွေပေါ်ဆောင်ရွက်လည်ရှိနေတယ်။နိုင်ငံတော်ဆွေရကချမှတ်ထားတဲ့နိုင်ငံရေးကြီးမားချက်တွေကိုအောင်မြင်စွာအကောင့်တွေပေါ်ဆောင်ရွက်တဲ့နေရာမှာဒုတက်မတော်အနေနဲ့ကြာရခန္ဓာကပါဝင်ဆောင်ရွက်သွားကြမှာ ဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်နိုင်ငံသူနိုင်ငံသားအားလုံးစီလုံးညွန့်ညွတ်စွာနဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်တည်ပြီးနိုင်ငံတော်ကိုဝမ်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့လိုအပ်တယ်ပြည်ထောင်စုစိတ်ဓာတ်ဟာအတိတ်တမားရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအရင်ကဖြစ်ခဲ့တယ်လို့အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်လည်းအခြေခံအုတ်မြစ်ဖြစ်တယ် တို့နိုင်ငံမှာတိုင်းရင်းသားအလို့ဟာတမြေထဲနေတရေထဲတောက်သူတွေဖြစ်လို့အရေးကြုံလာရင်ပူပေါင်းဆောင်ရတို့တဲ့စိတ်ဓာတ်ရဲ့စိတ်ဓာတ်နဲ့တောင်ပေါ်မြေပြတ်မခွဲကြပဲအေဒူပူမြတသွေးတဲ့တသားတွေရှိတယ်ဆိုတဲ့စိတ်ဓာတ်ဒီရှိဖို့အရေးကြီးဆုံးနဲ့လောအဆုံးဖြစ်တယ်ဆိုတာပြောကြလို့တယ်ပြည်ရင်အားဒီပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုပါတိုင်းရင်းသားတွေအားလို့ရဲ့စီလို့ညွညွမှုအင်အားတွေနဲ့တူတက်ညီလက်ညီအားလုံး ်ပူးပေါင်းပါဝင်ဆောင်ရွက်မှတာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြလို့တယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုပ်ဆောင်ရမှာပြည်ထောင်လက်နက်ကိုင်ပြည်ပက ချုပ်ငင်းရေးနဲ့သာဝရညီချင်းရရှိရေးဟာအလွန်အရေးကြီးတယ်ဒုတံဘော်တော်တွေနဲ့ညီချင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင်၂၀၁၈ခုနှစ်ဖွဲ့စည်း ဟိုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှုရစေတဲ့သဘောတူစာချုပ် NCA ပါသဘောတူညီတဲ့အတိုင်းဖြစ်နေတဲ့များအလီတာလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်တနင်္ဂနွေလမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးထင်တာမှုတွေကိုထောက်ရှုပြီးသဘာဝညီညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေတဲ့အတူတက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချောင်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လွှတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ဘက်လမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်။နိုင်ငံရေးနိလကိုသဘောပိုင်းပေါ်မှာပြည်စုံဆွေးနွေးခြင်းနဲ့သာအပြည့်အစုံနိုင်မှာဖြစ်တာကြောင့်ညီညာရေး ဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြအောင်ထပ်မံအသိပေး ပြောကြလိုတယ်။ရဲဘော်တို့နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်တာထားဆောင်ခြေကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ်။ချမှတ်ထားတဲ့ရှစ်လုံငန်းစဉ်900ရာ ဒူလပီတရားမျှတတဲ့ပါတီသူဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွှတ်အပ်နိုင်ရေးဥတီထားပြီးရွေးကောက်ပွဲကိုတမကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမမှချမှတ်ထားတယ်နိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တမရရဲ့ကိုစားနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာ ်တရရှိခုနှစ်ဖွဲ့စည်းပုတ်ခြေကံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများညဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လောဘတဲ့ပြည်စင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လက်ရှိနေတယ်။တနည်းအားဖြင့်ဆန္ဒမေးပေးပံ့ပိုးရှိသူ အားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စစ်မှန်တဲ့လူသားချက်ဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ ါတီဆိုဒီမိုကရေစီအထူးထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆောင်ရွက်နေတယ်။ရဲဘော်တို့ဒုတံမတော်ရဲ့အဓိကတာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ကိုကြီးမားစွာထမ်းဆောင်နိုင်ဖို့အတွက်တတိုင်းရဲဘော်တိုင်းမှာစိတ်သက်စည်းကမ်းတစ္ဆာစီလုံးစီလုံးမှုဆောင်ရွက်သုံးရပြည့်စုံမှုဆိုတဲ့အခြေခံရည်ချင်း၅ပါးနဲ့ပြည့်စုံမှုလိုအပ်တယ်။ အဲ့ဒီအခြေခံအရေးချစ်တွေနဲ့ပြည့်စုံပြီးအင်အားတောင့်တတဲ့တပ်မတော်တရားဖြစ်လာစေဖို့အတွက်ဒီဂျီနဲ့တိဆောက်အုပ်ချုပ်ရေးနဲ့တိဆောက်သက်သာချာရေးနဲ့တိဆောက်စိတ်ဓာတ်နဲ့တိဆောက်ဆိုတဲ့တပ်တည်ဆောက်လုပ်ငန်းကြီး၄ရနေကြီးတိဆောက်သွားကြမှာဖြစ်တယ်တပ်တည်ဆောက်လုပ်ငန်းကြီး၄ရဟာတစ်ခုနဲ့တစ်ခုဆက်ဆက်လေရှိပြီးတပ်တွေရဲ့လေ့ကျင့်မှုတွေပံကံမယ်အုပ်ချုပ်ထမ်းမှုတွေကောင်းမွန်မယ် က်တာချောင်းချီဆောင်ဝဲပေးမှုတွေနဲ့ပြည့်ဝနိုင်မယ်ဆိုရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေရဲ့တန်ရက်တပ်ဖွဲ့တွေအပေါ်မှာ ခင်တွေ့တက်တာမှုတမ်ပရပေါ်မှာလေးစားယုံကြည်အားကိုးမှုတမ်ပရနဲ့နိုင်ငံတော်နဲ့ဆွလွန်အနစ်နာခံလို့မှုစတဲ့စစ်တပ်ကောင်းတွေဖြစ်ပေါ်လာစေပါပဲဖြစ်တယ်။အဲဒီလိုစစ်တပ်ကောင်းတွေနဲ့အတူစီလုံးညွညွမှုခိုင်မာအားကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားနိုင်မှသာနိုင်ငံတော်နဲ့တမ်ပရက ေးရလာတဲ့တာဝန်တွေကိုခြေပြူစွာထောက်ဆောင်နိုင်မှာဖြစ်လို့တတိဆွေလုပ်ငန်းကြီးလေးရက်ကိုအလေးထားဆောင်ရွက်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်တို့ဒုတမဘော်သားတွေဟာအများသူကလုံဆောင်နိုင်ဖို့ခက်ခဲတဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့လူကျွေးတာဝန်တွေကိုထမ်းဆောင်နေကြသူတွေဖြစ်တာကြောင့်စိတ်တက်ကြက်ခံမှုရှိဖို့အထူးလိုအပ်တယ်စိတ်တက်ကြက်ခံမှုဆိုတာအနိုင်မကန်အရှုံးမပေးခြင်းနဲ့ စိတ်ထံငါနေဖြစ်တယ်လာတာကြောင့်ရေဘော်တို့တွင်တဲ့တုံးတိုက်တဲ့ဂျာကကဲစိတ်တဒုက္ခကြီးကြအလံမလဲတဲ့စိတ်တတမ္ပရောရဲ့အစင်လာကို အသက်ပေးဆောက်ထင်းလိုတဲ့စိတ်တဆတဲ့တမ္ပရောရဲ့စိတ်တတွေကိုရည်ကြည်မွေးမြူထားကြမှာဖြစ်တယ်ဓမ္မသာနိုင်ငံတော်နဲ့တမ္ပရောကပေးရလာတဲ့တာဝန်တွေကိုအသက်ကိုဗရဏမထားပဲမဆုံမနစ်တဲ့ဇွဲလုံလနဲ့ခြေပြုံအောင်ထောင်းဆောင်နေမှာဖြစ်တယ် အဲ့ဒီလိုတောင်ပေါ်ထားဆောင်နေထားဆောင်နေအခါမှာတို့တက်မတော်ဟာစီကံကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ဒူးချင်းကိုစီစီကံတိုင်းတမှုဟာအရေးကြီးတယ်တို့တက်မတော်ဒီနေ့အချိန်ထိမရေမရရတ္တိနိုင်ခြင်းဟာစီစီကံကောင်းမှုမှုနဲ့မိတ်နေကံတက်မှုတွေကြောင့်ပဲဖြစ်တယ်တို့တက်မတော်သားအားလုံးအနေနဲ့စစ်တီတော်ကောင်တူဖြစ်ဖို့အခြေခံဖြစ်တဲ့ကျင့်ဝတ်60ပါးကိုခောက်ဖို့ ခါဝတ်ပစိုးပေါ်မှာမြဲမြံစွာဆောက်တွင်းကြမှာဖြစ်လို့ဖြစ်တယ်လို့ရှင်းပြပြင်စည်းကမ်းတွေလုပ်ငန်းငွေစည်းကမ်းတွေနဲ့နေပတ်စည်းစည်းကမ်းဥပဒေတွေနိုင်ငံတကာမှာလက်ခံကျေသုံးနေတဲ့စစ်ပွဲဆိုင်ဥပဒေတွေထိတွေ့တိုက်ခတ်မှုစီမင်း Rules of Engagement ROE တွေကိုလည်းတိကျထိုင်တာချဖို့လိုပါမယ်။ဒါကြောင့်ရဲဘော်တို့တွင်နဲ့စိတ်သက်စည်းကမ်းကောင်းမှုပြီးဥပဒေကိုလေးစားလိုက်တာတဲ့စစ်တီတော်ကောင်းတွေဖြစ်အောင်ကျင့်ကြံနေထိုင်သွားကြဖို့ အလေးနဲ့ထားမှာကြလို့တယ်ရပါလို့ရယူခြင်းခါစားခြင်း ဆိုတာတက်ရှိတရဘာတိုင်းပြုမှုကြတာပဲဖြစ်ပေမဲ့ဆွလို့ခြင်း ဆိုတာကတော့မြင့်မြတ်တဲ့လူသားတချို့သာပြုမှုနိုင်ကြတဲ့အမှုအကျင့်ပဲဖြစ်နေမိမိတိုင်းပြည်အတွက်မိမိပြည်သူအတွက်မိမိနိုင်ငံတော်နဲ့အချို့ချာအာဏာအတွက်မိမိအသက်ခံတာကို ပေးလို့ဆွစားခြင်းဆိုတာကတော့ အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမှုတန်ကြတဲ့အမှုကျင့်ပဲဖြစ်တယ်။အဲ့ဒီအမှုကျင့်တွေနဲ့ပြည်ပနေသူတွေဟာအများတကာလုံဆောင်မှုခဲရင်တဲ့တာဝန်တွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အချိန်မှာဆွံ့လွန်ဆန်းဆန်းမှုအပြစ်နဲ့ဆောင်ရွက်ကြသလိုနိုင်ငံနဲ့လူမျိုးတဲ့ဘယ်လိုအခက်အခဲကိုမှအမှုမထားပဲမိမိအသက်ခန္ဓာကိုဆွံ့လွန်တဲ့အသည့်ကြံ့ခံတဲ့စိတ်ဓာတ်ပြောင်ပြောက်တဲ့သူရသက်သည့်တွေနဲ့ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လေးရှိကြတယ်ဒါရီယာစစ်တီတော်ကောင်တရားမူမှာရှိရတဲ့ရေချင်းတွေဖြစ်ပြီးဒီလိုခိုင်မာတဲ့တာရီတဲ့စစ်တပ်တွေနဲ့နိုင်ငံကာကွယ်တာဝန်တွေကိုစွမ်းစားတမ်းမှထမ်းဆောင်ရင်းအသက်ခံတာဆွန့်လွတ်ခံရတဲ့တံပိုသားတွေမြန်မာနိုင်ငံရဲတပ်ဝင်ပွေတွေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအားလုံးကိုပြည်သူသားကအာဇာနည်တွေဖြင့်အစဉ်အတိမပြုလေးစားဂုဏ်ယူကြောင်း ြောကြလိုတယ်။ဒါပြင်43ရဲကျက်သောတစ္ဆာကိုနေ့စဉ်ရွတ်ဆိုပြီးနိုင်ငံတော်ကာကွယ်နှင့်လုံခြုံရေးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ရဲဘော်တို့ဟာလည်းအမိနိုင်ငံတော်ရဲ့မြန်တို့တံပိုးထားပေါ်ရာ အမျိုးသားကောင်းအမျိုးကောင်းတမီးတွေဖြစ်ကြောင်းဂုဏ်ပြုပြောကြလိုတယ်။ရဲဘော်တို့ညီကုန်းချုပ်အနေနဲ့မှာကြားလိုတာကတော့နေ့80ပြည့်တံပိုးနေ့ဥတီချက်တွေဖြစ်တဲ့ ဒုတာဝန်ရည်သွမ်းပွားကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီးတမ်ဘရော်ရဲ့အဓိကလုံခွန်ကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်တာဝန်ဒေဂျီတာဝန်နဲ့ပြည်သူ့ချုပ်ပြုတ်လုံခြုံတာဝန်တွေကိုကြာရခန်းကဏ္ဍမှအသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်ကြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်နက်ကိုင်ပြည်ပခံများခြုံငိပြီးစစ်မှန်သည့်ထားဝရငြိမ်းချမ်းရရှိရာဆောင်ရွက်ရာတွင်ဗိုလ်စည်းမှုခြေကဥပဒေ2008နှင့် တဏ္ဍာငါလိုပြစ်ကတိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ဘသဘောတူညီချက်များအတိုင်းဥတီဆောင်ရွက်ရေးနိုင်ငံတော်နှင့်နိုင်ငံသားများပေါ်ကြဲဝလာသောကြဲဝလာနေသည့်ဘေးအန္တရာယ်များမှကာကွယ်ဆောင်ရှောက်ရေးပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစည်းဝေးဘဝဖွံ့ဖြိုးတိုးတဲ့ရေးတို့ကိုပပေါင်းစွာကကူညီဆောင်ရွက်ပေးရေးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကြီး ေါ်ထွန်းလာစီရေအရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနဲ့ညီဆောင်ရပစ္စည်းပါကရွတ်လပ်ပြီးတရားမျှတသောပါတီစိုဒီမိုကရေစီအထူးထူးရေကောက်ပွဲကျင်းပနိုင်တပ်မတော်ကလူအသည်များကုကြီးဆောင်ရပေးရစတဲ့ဥတီချက်တွေနဲ့ညီပြည်သူလူထုကယုံကြည်အားထားရတဲ့တပ်မတော်သားခေါင်းတွေဖြစ်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစီတွေမှာ